င်္ဂလာပါရှင်။အောက်တိုဘာလ10ရက်နေ့အတွက်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ပထမသတင်းတစ်ပုဒ်အနေနဲ့ဆယ်နှစ်အတွင်း AA အဖွဲ့နဲ့ဆက်ဆက်တဲ့မွေးရည်စေဝါဖန်စီရမယ်မှုမှာကျပ်ဘီလီယံ1200ကျော်တည်ရှိခဲ့ကြောင်းဘူချုပ်စုံမင်းထွန်းရဲ့ထုတ်ဖော်ပြကြားချက်အရသိရပါဗျ။2015ခုနှစ်ကနေစတင်ပြီးလက်ရှိအချိန်ထိဆယ်နှစ်တာအတွင်း AA အဖွဲ့နဲ့ဆက်ဆက်တဲ့မွေးရည်စေဝါဖန်စီရမယ်မှုမှာ 7ဘီလီယံ1200ကျော်တိရှိခဲ့ကြောင်းအောက်တိုဘာလ9ရက်က A လက်နက်ကိုင်အဖွဲ့ဆောင်ရွက်နေတဲ့မူရင်းစေဝါတည်ယူပို့ဆောင်ရေးရောင်းချတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ကမီဒီယာတွေထံအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကောင်ဆောင်ဗိုလ်ချုပ်စောမင်းထွန်းကအသိပေးပြောကြားခဲ့ပါတယ်။ A လက်နက်ကိုင်အဖွဲ့က2013ခုနှစ်ခန့်ကစတင်ကမူရင်းစေဝါတည်ဆောင်ရောင်းချမှုတွေကိုနီလန်းမျိုးစုံနဲ့လှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ဗိုလ်ချုပ်စောမင်းထွန်းကဆိုထားပါတယ်။၎င်းရဲ့ထုတ်ပြန်ပြောကြားချက်အရ ထုတ်ပိုးမှုပုံစံမျိုးစုံနဲ့တည်ဆောင်တဲ့နေရာမှာလည်းစီပေါစာကားတွေကိုအန်ဝက်လုပ်ပြီးတဲတဲ့အထိလှုပ်ဆောင်ခဲ့ကြပါရယ်။မူရစ်စီဝါကိုအ धिक ကုန်ကူရောင်းချနိုင်ဖို့အတွက်ပမာဏနည်းနည်းလေးကနေပြီးကြီးမားတဲ့ပမာဏအထိတည်ဆောင်လုပ်ကိုင်နေရတွေ့ရပါရယ်။ AA အကျန်းဖတ်တောင်းကျန်းသူအဖွဲ့ရဲ့ကောင်းဆောင်ထွန်းမြတ်နိုင်ကိုရိုင်းကတာဝန်ပေးစီခိုင်းတဲ့အတွက်ဒီမူရစေဝါတည်ဆောင်ဖြန့်ပြူရောင်းချတဲ့လုပ်ငန်းတွေကိုလုပ်ကိုင်နေကြတာဖြစ်တယ်လို့လည်းဖန်စီရမိတဲ့ AA တောင်းကျန်းသူအဖွဲ့ရဲ့ထွက်ဆိုချက်မှာတွေ့မြင်နိုင်ပါတယ်လို့ဘူဂျုံစုံမင်းထွန်းကပြောထားပါဗျ။ဒါအပြင် အေအေလက်နက်ကင်အဖွဲ့နဲ့ဆက်ဆက်တဲ့မူရင်စေဝါတွေကို2015ခုနှစ်မှာ2ကြိမ်2019ခုနှစ်မှာ4ကြိမ်2020ပြည့်နှစ်မှာ2ကြိမ်2023ခုနှစ်မှာ2ကြိမ်2024ခုနှစ်မှာ2ကြိမ်နဲ့2025ခုနှစ်မှာ6ကြိမ်ဖမ်းဆီးရမိခဲ့တယ်လို့ဗိုလ်ချုပ်စုံမင်းထွန်းကအတည်ပြုကြားထားပါတယ်။ 2023ခုနှစ်မှာ AA အဖွဲ့နဲ့ဆက်စပ်တဲ့မူရင်းဇေဝဖန်စီရမင်မှုကတော့ AA အဖွဲ့ကောင်းဆောင်ထွန်မြတ်နိုင်ရဲ့တာဝန်ပေးချက်အရာအဆိုပါအဖွဲ့မှာဘူမူကြီးအစင်းရှိသူကျော်မြတ်ဦးခေါ်တာတာခေါ်ဝေတာထွန်းကဦးဆောင်ပြီးစီမံခန့်ခွဲလှုပ်ဆောင်နေကြောင်းကိုလည်းဘူကျုံစုံမင်းထွန်းကထုတ်ပြန်ချက်ထဲမှာထည့်သွင်းပြောကြားခဲ့ပါတယ်ဒုတိယသတင်းတစ်ပုဒ်ကတော့ မြန်မာနိုင်ငံရဲ့ဂျိုးပန်းဆောင်ရွက်မှုတွေကိုအကောင်းဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်သွားမယ်လို့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကထုတ်ဖော်ပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အာဆီယံအနေနဲ့မြန်မာနိုင်ငံရဲ့ဂျိုးပန်းဆောင်ရွက်မှုတွေကိုအကောင်းဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းအောက်တိုဘာလ9ရက်နေ့နေ့ပိုင်းကနေပြည်တော်ရှိတက်မတော် AK ဟာမှယာယီသမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းနဲ့တွေ့ဆုံစဉ်မလေးရှားနိုင်ငံနိုင်ငံသားရေးဝန်ကြီးကပြောကြားခဲ့ပါတယ်မလေးရှားနိုင်ငံနိုင်ငံသားရဲ့ဝန်ကြီးကမြန်မာနိုင်ငံရဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမှုပြုလုပ်ဖို့ပြင်ဆင်နေမှုတွေကိုတွေ့ရတဲ့အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်း အာဆီယံအနေနဲ့မြန်မာနိုင်ငံရဲ့ဂျိုးပန်းဆောင်ရွက်မှုတွေကိုအကောင်းဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်းအားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်စေဖို့အကြံပြုပြောကြားလိုပါကြောင်းရွေးကောက်ပွဲလေးလာဆောင်ကြည့်ရဲ့အဖွဲ့တွေကိုလည်းဆေးလွတ်ပေးသွားမှာဖြစ်ကြောင်းဥစွာဆွေးနွေးခဲ့တယ်လို့သိရပါဗျ။အဲဒီနောက်မှာတော့နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာယီကော်မရှင်ဥက္ကဋ္ဌကဆွေးနွေးပြကြရမှာအခုလိုမျိုးမိမိတို့မြန်မာနိုင်ငံကိုလာရောက်တွေ့ဆုံမှုအတွက်လဲဝမ်းမြောက်ပါကြောင်းနဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်မဲ့အခြေအနေတွေအပောင်းဝင် အခုအောက်တိုဘာလ15ရက်မှာ MCA နှစ်ပတ်လည်နေ့အခမ်းအနားကိုကျင်းပပြုလုပ်သွားမှာဖြစ်က MCA လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှခေါင်းဆောင်တွေ NC လက်မှတ်ရေးမထိုးရသေးတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှခေါင်းဆောင်အချို့နဲ့နိုင်ငံတကာမှအသီးသက်တွေတက်ရောက်မှဖြစ်ကြောင်းကိုလည်းထည့်သွင်းဆွေးနွေးခဲ့တယ်လို့သိရပါဗျာ။ ဒါအပြင်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်စေရေးမြန်မာအီလက်ထရောနစ်မဲပေးဆက်တွေနဲ့ဆန္ဒမဲပေးခြင်းတွေဆောင်ရွက်မဲ့အခြေအနေတွေရွေးကောက်ပွဲကိုအပိုင်းလိုက်စနစ်ဖြင့်ကျင်းပပြုလုပ်သွားမဲ့အခြေအနေတွေအိန္ဒိချင်းနိုင်ငံတွေနဲ့နိုင်ငံတကာမှရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေကိုဖိတ်ကြားထားမှုအခြေအနေတွေစတဲ့အချက်တွေအပါအဝင်နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်မှုတွေမြင့်တင်ဆောင်ရွက်မှုရှိတဲ့အခြေအနေတွေကိုလည်းရင်းနှီးပွင့်လင်းစွာအမြင့်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ ဆလပီနိုင်ငံကသတင်းဂျပုန်အနေနဲ့2025ခုနှစ်အတွက်ကမ္ဘာငြိမ်းချမ်းရေးနိုဘယ်ဆုကိုဗင်နီဇွဲလာအတိုက်ခံနိုင်ငံရေးသမားမာချာတိုရရှိလာပါတယ်။နိုဘယ်ဆုရွေးချယ်ရေးကော်မတီကဒီနေ့အောက်တိုဘာလ10ရက်မှာတော့2025ခုနှစ်အတွက်ကမ္ဘာငြိမ်းချမ်းရေးနိုဘယ်ဆုရရှိသူစာရင်းကိုသတင်းထုတ်ပြန်ခဲ့ရာဗင်နီဇွဲလာအတိုက်ခံနိုင်ငံရေးသမားဖြစ်တဲ့မာရီယာကိုရီနာမာချာတိုကငြိမ်းချမ်းရေးနိုဘယ်ဆုကိုရရှိခဲ့ပါတယ်။မာချာတိုက ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိမယ်လို့ရည်ပန်းစားနေတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုကြော်ပြပြီး2025ခုနှစ်အတွက်ကမ္ဘာငြိမ်းချမ်းရေးနိုဘယ်ဆုကိုရရှိခဲ့ခြင်းဖြစ်ပါတယ်။2025ခုနှစ်ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက်အမည်စရင်တင်သွင်းခံရသူ244ဦးနဲ့အဖွဲ့အစည်းပေါင်း64ဖွဲ့ရှိခဲ့ကောင်အဆိုပါလူပုဂ္ဂိုလ်အဖွဲ့အစည်းတွေတဲမှာမာချာတိုကိုရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။နိုဘယ်ဆုရွေးချယ်ရေးကော်မတီရဲ့ထုတ်ပြန်ချက်အရမာချာတိုဟာ ဗင်နီဇွဲလားနိုင်ငံမှာကျင်းပတဲ့ရွေးကောက်ပွဲကာလနဲ့ရွေးကောက်ပွဲမတိုင်ခင်ကာလတွေအတွင်းမှာငြိမ်းချမ်းရေးဒီမိုကရေစီအရေးတို့ကိုရဲရဲစွာလှုံ့ဆော်ခဲ့သူဖြစ်ပါတယ်။ဗင်နီဇွဲလားအတိုက်ခံပါတီကောင်းဆောင်ဟာရွေးကောက်ပွဲကာလမှာနိုင်ငံတကာရဲ့အားပေးကူညီထောက်ခံမှုတွေကို အများအပြားရခဲ့ပါတယ်။ရွေးကောက်ပွဲရလက်မဲရီတွက်ချိန်မှာလည်းအနိုင်ရခဲ့ပါတယ်။ဒါပေမဲ့ဗင်နီဇွဲလားအာဏာရှင်အစိုးရကရွေးကောက်ပွဲရလက်တွေကိုလက်ခံမှုညှင်းဆန်းခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ နော်ဝေးနိုဘယ်ဆုရွေးချယ်ရေးကော်မတီကမာချာတိုအောင်ဗင်နီဇွဲလားပြည်သူတွေအတွက်ဒီမိုကရေစီအရေးကိုမမောမပန်းမဲလောက်ကင်နေသူဖြစ်တယ်လို့ဗင်နီဇွဲလားနိုင်ငံကိုအာဏာရှင်စနစ်မှာဒီမိုကရေစီစနစ်တို့ငြိမ်းချမ်းစွာကူပြောင်းနိုင်ဖို့ကြိုးစားရုန်းကန်နေသူဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်။နိုဘယ်ဆုရွေးချယ်ရေးကော်မတီရဲ့ထုတ်ပြန်ချက်အရဆိုရင်တော့ဗင်နီဇွဲလားနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေမှာမာချာတိုဟာခေါင်းဆောင်ပါဝင်ခဲ့ပါတယ်။ ၎င်းရဲ့ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကလက်တင်အမေရိကတိုက်အတွင်းရှိအယက်သားပြည်သူအားလုံးအတွက်ရဲရင့်မှုတွေဖြစ်လာစေဖို့အလွန်ဆန္ဒမူနာယူထိုက်သူဖြစ်တယ်လို့ဖော်ပြထားပါတယ်။မာချာဒိုကဗီနီဇွဲလားနိုင်ငံမှာရွေးကောက်ပွဲပြီးချိန်2024ခုဩဂတ်စ်လနောက်ပိုင်းကလေးကဘေးကင်းလုံခြုံမှုများရှိစေဖို့ပုံအောင်နေထိုင်ခဲ့ရပေမဲ့လည်းဒီမိုကရေစီအရေးအတွက်စူးစမ်းရုန်းကန်ခဲ့သူဖြစ်တယ်လို့လည်းသိရပါတယ်။ နောက်ဆုံးသတင်းချက်ပုတ်အနေနဲ့ကတော့အိန္ဒိယနိုင်ငံမှာ Co-trip အမည်ရှိကလေးချောင်းစုပြောက်စီကြောင်းကြောက်ကပ်ပျက်စီးတည်ဆုံတဲ့ကလေးအေအတွက်က22ဦးထပ်မံရှိတဲ့တဲ့ရင်ကိုအိန္ဒိယအစိုးရကထုတ်ပြန်လိုက်ပါတယ်။အိန္ဒိယနိုင်ငံမှာပြီးခဲ့တဲ့လက Co-trip လို့အမည်ရှိတဲ့ကလေးချောင်းစုပြောက်စီကိုတုံးဆွဲပြီးနောက်ကြောက်ကပ်ဆိုင်ရာချုပ်ရင်းမှုတွေဖြစ်ပွားကကလေးငယ်22ဦးထပ်မံတည်ဆုံခဲ့တယ်လို့ဖော်ပြချက်အရသိရပါတယ်။ဒါကြောင့်အဆိုပါချောင်းစုပြောက်စီကိုအစိတ်အဖြစ်ကြီးညာခဲ့ပါတယ်။ မရာပရာဒက်ရှ်ပြည်နယ်ချက်ဟင်ဝါရမှာအဆိုပါဖြစ်ရဖြစ်ပွားခဲ့ပြီးကလေးတွေတည်ဆုံမှုဟာကိုဒရစ်အမည်ရှိချောင်းဆိုးပျောက်စေရေးတောက်သုံးမှုနဲ့ဆက်စပ်နေတယ်လို့တာဝန်ရှိသူတွေကထုတ်ပြန်ကြတာပါကိုဒရစ်ချောင်းဆိုးပျောက်စေရေးကို တမလီနာဒူအခြေဆိုင် Srizin Pharmaceutical Manufacturer မှာထုတ်လုပ်ထားတာဖြစ်ပြီးကုမ္ပဏီကိုလက်တလော license ရုပ်သိမ်းထားတယ်လို့ကြေညာထားပါတယ် တခွဲကန်စံတမှုရာချောင်းစုပြောက်စီမှာအစိတ်အတောက်တန်48.600ခိုင်နှုန်းပါဝင်တဲ့ diethylene glycol DEG ကိုတွေ့ရှိရပြီးအိန္ဒိယနဲ့ WHO မှသတ်မှတ်ထားတဲ့ကန်တချက်3.1ထက်ပိုမိုညဉ့်ဉန်းနေတယ်လို့ဆိုပါတယ်တည်ဆုံးမှုအလောဟာကိုထရစ်နဲ့ဆက်ဆက်နေတဲ့ဆိုပေမဲ့အခြားကလေးချောင်းစုပြောက်စီတွေဖြစ်တဲ့ Respect Fresh Dia နဲ့ Relight ဆိုတဲ့ချောင်းဆိုးပျောက်ဆေးနှမျိုးကိုလည်းအသုံးပြုခြင်းရှောက်ရှားကြဖို့စီကံထိန်းသိမ်းရေးအဖွဲ့တွေကတုံးဆွဲသူတွေကိုတောင်းဆိုထားတယ်လို့လည်းသိရပါဗျ။အခုတင်ဆက်ပေးခဲ့တဲ့သတင်းတွေကတော့ October 10ရက်နေ့အတွက်ရွေးချယ်ထားတဲ့သတင်းတွေပဲဖြစ်ပါရှင်။